င်္ဂလာပါရှင်။မောင်ဝင်းကျောင်းတော်ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မင်းကန့်ဘလူရဲ့ဖွားမိတ်စိတ်နဲ့ကဝေမာလီရှင်ညူပါဝင်သောနှရွာကြားဘူးစာဆွဲဇလန်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မောင်တူတယောက်အခုတလောညဘက်တွေမှာအိတ်လူမပြုံး။တပြင်းနဲ့မကြာခဏချနေတတ်တဲ့မောင်တူအမေဖြစ်သူဒေါ်တာအ깨ခန့်နေတယ်။ဟဲ့တာစိတ်နေတောင်မလွန်းလို့မတောင်မလွန်းလို့နဲ့ဘာတွေဖြစ်နေရတော့ စင်းနေကြီးပါဇက်ထဲမှာခဲထားတဲ့မောင်တူဒေါတာမေးတယ်။ဘာမှမဖြစ်ပါဘူးအမေရ။လေတန်တူတူဖြောဖြောနဲ့မောင်တူပြန်ပြေးတယ်။မင်းကြည့်ရတာတခုခုများဖြစ်နေနာကွယ်။ဘာပူရီများမိနေရလဲငါသားရဲ့။ဘာမှမဖြစ်ပါဘူးဗျာဒီတိုင်းမှာပဲ။အေးငါတော့မင်းရဲ့ဒီတိုင်းပဲဆိုတော့မယုံကွယ်။တခုခုအပူမိနေရင်လဲမလိမ်မညာပဲပြော။နောက်မှသိရင်ဒီအမေချင်းကျိုးရလိမ့်မယ်ကွယ်။ဘာမှမဖြစ်ပါဘူးဆိုအမေရလဲ။ပြောပြီးမောင်တူ ကိုပြည့်ခင်းပေါ်ကဆင်းသွားတယ်။ဟဲ့ဒါကဘယ်လဲ။ရွာရဲခဏသွားမလို့။မောင်တူနောက်လည်းမကြည့်ပဲပြောပြီးခြံဝိုင်းထဲကထွက်သွားတော့တယ်။ရွာရဲလမ်းအတိုင်းတိန်ခွေတိန်ရှောင်းသွားရင်မောင်တူတင်ရဖွားမဲ့စိန်နေတဲ့အိမ်ကိုရောက်လာတယ်။အမေမောင်တူချိန်ကိုက်ကိုရောက်လာပါလားဟဲ့။လာလာတော်ဝင်းရဲ့လက်ဖက်တော့ပကန်ကန်ပြီးမိဖို့ရဲထွက်လာရင်ပြောတယ်။မောင်တူပြုံးယုံသားပြုံးပြီးထန်းလက်ခုံမှာဝင်းထိုင်တယ်။ရှင်ညိုနဲ့နန်းကြိုင်တို့ကကိုပြင်းမှာဖွားမဲ့စိန်နဲ့အတူထိုင်နေတယ်။ ။ဘာမြဖြစ်နေလဲမောင်ရင်ညနာလည်းမကောက်မှလား။ဖွားမိတ်စိတ်ပြီးတော့မောင်တူကိုခေါင်းရမ်းပြီးဘာမှမဖြစ်ပါဘူးဖွားရင်ကျုပ်စိတ်တည်းနည်းနည်းနေရခန့်နေလို့ပါဗျာ။ဘာရီမြခန့်နေရလဲကိုယ်ပြောစမ်းမအောင်။ပြောရတာတော့ခက်တယ်ဖွားရင်လူငယ်ရေးရကိစ္စဆိုတော့အမလီသိပါပြီကိုယ်။တမိရှင်ညိုညီကိုကြည့်ရတာသူရဲ့လူငယ်ရေးရကိုလားတိုင်းမင်းမုံရတယ်။ညီတို့ဘာသာပဲပြောကြပြီးတော့ဤဖွားမိတ်စိတ်စကားကြောင့်မောင်တူရှက်ရည်ရှိတယ် ရှင်ညိုကလည်းကုပြေခင်ကဆင်းပြီးကိုကြီးတို့ခြံနောက်ဘေးမှာဖျားခင်းပြီးတော့ဇပွဲတလုံးချထားတယ်ကျူတို့အဲ့ဒီမှာသွားထိုင်တာပေါ့အေးရှင်ညိုရှင်ညိုတို့ထွက်သွားတော့နန်းကြိုင်လေးလိုက်ဖို့ပြင်းနေညင်းလေသူတို့ဘာသာလွန်းလွန်းလပ်ပတ်ပြောပါစေ လိုက်မသွားနဲ့ဘွားမိတ်စိန်တားတော့နန်းကြိုင်လေးကုပြေမှာပဲပြန်ထိုင်နေတယ်ကဲထိုင်ကိုကြီးတို့ဒါကျုပ်ရဲ့နေရာလောက်ဆရာတကူကူရှင်ဒီစပွဲမှာပဲကျုပ်ကလာထိုင်နေကြပြောပါဦးကိုကြီးတို့မျက်နှာကြည့်ရတာ စဉ်ညစ်စရာတွေရှိနေပုံပဲညာဘက်တွေမိတ်ဘူးလားမျက်ကွင်းတွေတော့ညိုနေရတော့ဟေးဟုတ်လားရှင်ညိုစကားကြောင့်မောင်တို့အယောင်ယောင်မှမှနဲ့သူ့မျက်နှာကိုလက်နဲ့ဆန်းတော့ရှင်ညိုခေါင်းငိမ့်ပြတယ်ဟုတ်ပါတော့ဒါနဲ့ကြုတ်ကိုပြောစရာရှိနေတာဘာအကြောင်းများလဲဟာဒီလိုဟာဟိုရွာသိကအရင်းမြသမီးခင်များချင်းလေးညီပြောဖို့ကမှတ်မိတယ်မို့လားမောင်တို့စကားကိုမှတ်မိကြရှင်ညိုခေါင်းငိမ့်ပြတယ်အေးအဲ့ဒီခင်များချစ်က မင်္ဂလာဆောင်တော့မေးတဲ့ညီပြောတော့ငါနဲ့ညမှာစို့ခုတော့ तू ကမင်္ဂလာတော့ဆောင်တော့မေးတဲ့စိတ်ပြက်လက်ပြက်အတန်နဲ့မောင်တူပြောလာတယ်မောင်တူကြည့်ပြီးရှင်ညူပြုံးနေညီကဘာပြုံးတာလဲဘာမှမဟုတ်ပါဘူးတော့ကိုကြီးတို့ရဲ့မျက်နှာကြည့်ပြီးပြုံးမိတာဒီတော့အဲ့ဒီမခင်မြချင်းယောက်ျားယူတော့မေပေါ့အေးမြို့သားတဲ့တက်ကတော့ခက်ကြီးကြီးတဲ့ဒါဆိုကိုကြီးတို့လဲမခင်မြချစ်ကိုချစ်နေပြီပေါ့လေတန်းနေကိုကြီးတို့ချစ်နေတာရော မခင်မြတ်ကြီးကတည်ပြီးပြီလားဟာမပြောရဲပါဘူးကွာသူ့မျက်နှာအမြင်ရုပ်တည်နေဆိုတော့ပြောရမှာလန့်နေရငါပြောမိလို့အသားရညင်းတာဆိုရင် တော်သေးအိုဟိဆဲဆိုလိုက် ဖွားရဲ့သားဖြစ်တဲ့ငါတိတ်ခါကြမှာပေါ့ရှင်ညိုရဲ့မလေးတော်ရင်းရဲ့သားပြောကြည့်နိုင်စမ်းပါကျုပ်ပြောပြီးပြီပဲခင်မြတ်ကြီးကကိုကြီးတို့နဲ့ညာဦးညာမှာပါဆိုနေစကားကြောင့်သာပြင်နေရတာပါရှင်ညိုရဲ့ငါမလေးသူမင်္ဂလာဆောင်တော့မေဆိုတော့အိမ်မရစမရနဲ့ဒုက္ခကြီးတော့မှာလေဟာ မောင်တို့ကမလိမ့်နှမ်းပြောလို့ရှင်ညူမပြုံးရဲပဲခေါင်းတန်ညှိရှာတယ်။ငါဘာဆက်လို့ရမလဲရှင်ညူ။ကြံလေးပါလိပေးပါအောင်။ရှင်ညူခဏစဉ်းစားတယ်။အကြံပေါ်လာချိန်ကျမှခုချင်ကကြုတ်ပြောတာပဲ။ကိုကြီးတို့ဘက်ကလုံနိုင်ဖို့သာအဓိကဖြစ်နေပြီ။ငါဘာလို့ရမလဲ။လုံရမှာကိုတင်ချိုင်းကိုပက်ပြီးတင်ချိုင်းတစ်ခုစီကသက်ဆိုင်ရာအုပ်ကူတစ်ခုကနေအကျွေးစီကိုစီယူခဲ့ရမှာပဲ။တကယ်ကြီးနားရှင်ညူ။ငါအဲ့ဒီလိုလုံမှခင်မချင်းရဲ့အချစ်ကိုပိုင်ဆိုင်ရမှာလား။ မောင်တူကရှင်ညူစိုက်ကြည့်ပြီးမေးတယ်။ကျောက်ကကိုကြီးတို့စိတ်ပေါ်သွားစနောက်တဲ့သဘောပါ။ကိုကြီးတို့တကယ်သဘောကျတာအမှန်ဆိုရင်မနေ့ပြန်ရွာတိတ်ကဖျားလေးနားမှာစောင့်နေ။ကျုပ်မခင်များကြီးကိုရအောင်ခေါ်ထုတ်ခဲ့မယ်။ဖြစ်ပါမလား။ဖြစ်ပါတယ်တော့။ကျုပ်ပြောတဲ့အတိုင်းသာကိုကြီးတို့လာပြအောင်လား။ရှင်ညူစကားကြောင့်မောင်တူပြုံးရွှင်စွာခေါင်းညိတ်နေ။ရှင်ညူကလည်းမောင်တူကိုကြည့်ပြီးတော့ပြုံးနေ။ရှင်ညူနဲ့မောင်တူတို့ပြုံးနေတာကိုမလန်မကန်းမှာမျက်မှောင်ကျုံပြီးနန်းကြိုင်အခဲခန့်နေတယ်။ ဝါမယ်စင်ကိုကြောက်လို့တန်းရှင်ညိုးစီနန်းကြိုင်မလာဖြစ်ပေမဲ့မျက်နာတွေလှမ်းကြည့်ပြီးအကဲခန့်နေတယ်။နောက်နေ့မနက်ကိုရောက်တော့အဖွာကျုပ်ရွာတစ်ကိုခဏသွားအောင်မေရှင်ညိုဖွားမယ်စင်ကိုခွင်တောင်းနေအေးကြီးနာသမီးဟုတ်အဲ့ဒီလိုပဲပြောရမယ်ဖွာအေးအေးဒါဖြင့်လည်းသွားလေဂရုတော့စိုက်သွားနော်ဟုတ်ကဲ့ဖွားမယ်စင်ခွင့်ပြုတာကြောင့်ရှင်ညိုသွားဖို့ပြင်ဆင်နေမမညီမလေးလေးလိုက်မယ်လေနန်းကြိုင်ရှင်ညိုပြောတော့ရှင်ညိုညင်ရခန့်နေတယ် ရှင်ညိုရဲ့စိတ်ကိုသိသွားတဲ့ဖွားမေစိန်ကညီနေညီအမသွားစရာရှိရင်သွားပါစေညီနေကမြင်းနေအမေနဲ့ပဲဖုန်းကြောင်းလိုက်သွားနော်ကြားလားဒီလိုပြောတော့နန်းကြိုင်မျက်နှာစိတ်လူမကြစွာနှွမ်းသွားတယ်ရှင်ညိုကနန်းကြိုင်ကိုတနာလို့ခေါ်သွားမယ်လို့ပြောဖို့ပြင်တော့ဖွားမေစိန်ခေါက်ခါပြတာကြောင့်တပြင်းသာချလိုက်တော်တယ်ဒီနောက်ရှင်ညိုလည်းရွာတိရအောင်ကျင်းနေထွက်ခဲ့တော်တယ်ရွာတိရမှာရှိတဲ့အကြီးများရဲ့နေအိမ်ကိုလျှောက်တော့မခင်များချက်ဟဲညီမလေး အိမ်မှာခင်များချစ်ရှိနေတဲ့ချိန်ရှင်ညူရောက်သွားခြင်းပဲလာလေးညီမလေးထိုင်အောင်မေတော့ဖုန်းကြီးကြောင်းသွားတယ်ကျောက်ကအမစီကိုပဲလာတာဒါနဲ့အမမင်္ဂလာဆောင်တော့မှဆူရှင်ညူအမေကြောင့်ခင်များချစ်မျက်နှာညှိုးငယ်သွားတယ်အမေတို့လူကြီးတွေစီစဉ်တာပါညီမလေးရဲ့တဆူအမဘက်ကရောလက်ခံထားတယ်ပေါ့အမဘက်ကအဲ့ဒီလိုရွေးချယ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးညီမလေးရဲ့အမေသဘောထားတာအေးကြည့်ရပါအမမကြည့်ရတဲ့သူရှိပြီလား ရှင်ညွေးအမေကြောင့်ခင်မကျင်မျက်နှာပိုညှိုးငယ်သွားတယ်။အမအောင်ချစ်တာမချစ်တာမသိပေမယ့်အမချင်ရတဲ့သူတော့ရှိပါတယ်ညီမလေး။ဘသူများလဲဆိုတာကြုတ်သိလို့ရမလားမ။ခုချိန်မှတော့ညီမလေးသိနေဘာမှထူးခြားမသွားပါဘူး။ဒါကြောင့်မပြောပြရစီနဲ့ညီမလေးရေ။မဟုတ်တာအမရေ။အိမ်နောက်တစ်ခုထူထောင်ဖို့ဆိုတာကရရင်ရှင်ရဲ့သဘောဆန္ဒအရေးကြီးဆုံးပဲလေ။အင်းကြုတ်ရဲ့လာရင်ကိစ္စကိုလေအချိန်ရှာတော့လေးပြောပြရစီ哦။ရှင်ညွန်ကလည်းမိမိပြောလို့ရတဲ့ကိစ္စကို ခင်မချစ်ကိုပြောတယ်။ရှင်ညူရဲ့စကားကိုနားထောင်ရင်ခင်မချစ်မျက်နှာမူရပြောင်းသွားတယ်။အမဘက်ကသူ့ကိုမြစ်တာရှိရင်ကျုံနဲ့အတူတူလိုက်ခဲ့ပေးပါ။ဒါပေမဲ့မြစ်တာမရှိဘူးဆိုရင်တော့အမနေခဲ့လို့ရပါတယ်။ခင်မချစ်တွေးဝေးသွားတယ်။ရှင်ညူကလည်းခင်မချစ်မျက်နှာကိုကြည့်နေတယ်။အမလိုက်ခဲ့မယ်ညီမလေး။ရှင်တကယ်လားမ။ရှင်ညူတန်တော်မေးတော့ခင်မချစ်ပြုံးပြီးတော့ခေါင်းငိတ်နေ။ဒါဆိုအမမြစ်တာရှိနေတာလေ။ကိုရီတူပေါ်လေ။ ဟုတ်တယ်မလားမ။ဩညီမလေးရေအမလိုက်ခဲ့ပါမေဆိုရင် မောင်တူအတွင်ရှင်ညိုဝမ်းသာသွားတယ်။ခင်မချစ်ကရှင်ညိုကိုခဏပြောပြီးအိမ်မောက်တက်သွားတယ်။လိုရမရပစ္စည်းတွေယူပြီးခင်မချစ်အိမ်မောက်ကပြန်ဆင်းလာတယ်။ဟင်အဝိထုတ်ကြီးမြေရွာလူကြီးပြောကုန်တော့မှာပေါ့အမရေ။ပေးပေးကြောက်ယူခဲ့မေ။ခင်မချစ်စုံစားပြီးတော့မေ။တေတခိုးမြတ်တာရှိနေတဲ့သူကမိမိပေါ်မှာမေတ္တာရှိနေတယ်လို့သိရပြီးတဲ့နောက်ခင်မချစ်အဝိထုတ်ကိုပိုက်ပြီးထွက်ဖို့ပြင်တော့တယ်။ ခင်မကြီးရဲ့အဝတ်ထော်ကိုရှင်ညိုယူလိုက်တယ်။ရွာလေးလမ်းမတော်တော့ဘဲရွာပြင်ပလမ်းထွက်ခဲ့တယ်။ရွာတင်ပြားလေးအနီကိုရောက်တော့သူတို့ပြုံးရီပြီးလက်ပြန်နေတဲ့မောင်တူကိုမြင်လိုက်ကြတယ်။အမလာလီဖြစ်ပါမလားညီမလေးရေဟုတ်တော့ထုတ်ကြည့်ပိုက်ပြီးတော့ထွက်လာပြီပဲဟာလာစက်မှာမိုက်မောင်တူကိုမြင်တော့တွန်းဆုတ်သွားတဲ့ခင်မချစ်ကိုရှင်ညိုလက်ဆွဲပြီးတော့ခေါ်သွားရပြန်တယ်။ကဲကျော့ကူကြီးတို့ဘာကြီးလဲဟာခင်မချစ်ရဲ့အဝတ်ထွက်ကိုရှင်ညိုကမောင်တူကိုပြီးတော့ ထုတ်ကိုကြည့်ပြီးမောင်တူနားမလဲစွာမေးတယ်။ကိုကြီးတို့တော့ဒီအထုတ်ပေးလိုက်တယ်နားမလဲဘူးလား။ရှင်ညူငါနားမလဲလို့ပါ။ညီတို့ဘာဖြစ်လာကြလဲ။ရှင်ညူမောင်တူကိုကြည့်ပြီးတပြင်းချတယ်။ကိုကြီးတို့ဟောဒီရဲ့မခင်မြတ်ချစ်ကလေကိုကြီးတို့ရဲ့နောက်ကိုလိုက်လာတော့မှာတော့။ဟင်ခင်မြတ်ချစ်ကငါနောက်လိုက်မယ်ဟုတ်လား။ဘာလို့လဲရှင်ညူမောင်တူစကားကြောင့်ရှင်ညူခေါင်းခါမိတယ်။ခင်မြတ်ချစ်ကညီမလေးအမပဲပြောလိုက်တော့မယ်။ဒီလိုပါကူမောင်တို့ မြန်မာလေးရှင်ညူပြောလို့ကုမောင်တို့ကကျုပ်ပေါ်မြေတံရှိနေရသိခဲ့ရတယ်။ကျုပ်ဘက်ကလည်းကုမောင်တို့ရဲ့မြေတံကိုလက်ခံပြီလို့အဲ့ဒါအဲ့ဒါလေးပြောပြီးဆက်ပြောဖို့တွန်းဆုံနေတယ်။မောင်တို့သဘောပေါက်သွားတယ်။ရပြီရပြီ။ဒါဆိုရင်အခုသိပြီ။လာလာသွားရအောင်ညီမ။မောင်တို့တယောက်ခင်မချင်းရဲ့လက်ကိုစုပ်ကိုင်ပြီးထွက်သွားတော့တယ်။မောင်တို့မျက်နှာကြီးကပီတိတွေနဲ့ပြုံးရွှင်နေတယ်။ခြေနှန်းဆင်းလန်းမြလှမ်းပြီးတဲ့နောက်ချင်းညူသတိရပြီးနောက်ကိုလှည့်ကြည့်ရှာတယ်။ရှင်ညူခါထောက်ပြီး သူတို့ကိုကြည့်နေတော့တယ်။ လာလေးရှင်ညိုတွားရအောင်ဟာရှင်ညိုလဲမောင်တို့တို့နေရောက်လာတယ်ကျုံမလိုက်တော့ကိုကြီးတို့ကျုံနဲ့ကိုကြီးတို့အတူတူပြောက်သွားရင်ဖွားလို့စိတ်ပူနေမှာအဲ့ဒါကြောင့်ကိုကြီးတို့တို့ပဲတနေရရမှာတွားနေကြအေးညီပြောတာလေဟုတ်တယ်ဒါဆိုငါတို့နှစ်ယောက်ရွာတင်ရွာရွာမှာတွားနေမယ်ဟာချင်းနေအေးပြီဆိုတော့မှပြန်လာခဲ့မယ်ဘယ်ရောက်တွားမှလဲကိုကြီးတို့ဘယ်ရောက်တွားရမလဲအကြီးနော်ခန်းတို့ရွာပေါ့อืมအဲ့ဒါဆိုကျုပ်စိတ်ချပါတယ်ချင်းရှိုံလေးတွားကြတော့ကိုကြီးတို့လက်ခီးမှာဂယုဆိုင်အောင်နော် အေးပါစိတ်ချဟာဒါဆိုငါတို့သွားပြီနော်ညမမတို့သွားပြီနော်ရှင်ညိုခေါင်းညိတ်ပြီးပြုံးပြလိုက်တယ်မောင်တို့လည်းခင်မြချစ်လက်ကိုဆွဲကင်ပြီးရှင်ညိုကြောခိုင်းပြီးထွက်သွားတော့တယ်မောင်တို့ကခဏမြရက်ကြည့်နေပြီးတဲ့နောက်ရှင်ညိုလည်းတောင်တုံးရွာကိုပြန်လာခဲ့တော့တယ်ဖွားမေစိန်တို့မောင်တို့အကြောင်းရှင်ညိုမပြောပြခဲ့ဘူးပုံမှန်အတိုင်းသာအမှုရမပြတ်နေခဲ့တယ်ညနေရောက်တော့လူဆယ်ယောက်မြရှိတဲ့လူစုဖွားမေစိန်အိမ်ကိုရောက်လာကြတယ်ဖွားမေစိန်ရှိလား လေသာပျော်ပြောင်းမှုမရှိပဲခတ်တန်နေခဲ့တယ်။ရှိတယ်ဘသူရင်လေရှင့်ဖွားမိတ်စိန်နဲ့တွေ့ကျင်တယ်။နေပါဘသူရင်နဲ့ပြောပါဦး။ဒေါ်ဝင်းတားပေမဲ့ယောက်ျားတွေကခြံတကားတွန်းဖွင့်ပြီးဝင်လာတယ်။ဝင်လာသူတွေကိုဖွားမိတ်စိန်မျက်မှောက်ကြုံပြီးတော့ကြည့်တယ်။လူအုပ်ထင်းကအရင်မြောက်ကိုမြင်တော့ဖွားမိတ်စိန်မျက်မှောက်ပြန်လျှော့ပြီးလာကြထိုင်ကြကွယ်နေရပေးတယ်။အရင်မြောက်လေးမျက်နှာမသားမရနဲ့ကုပြည့်ခင်းပေါ်ဝင်းထိုင်တယ်။ဘာအကြောင်းမရှိလို့ရောက်လာကြတာလဲ။ ဖွားမဲစိန်မေးတော့အရင်းများရဲ့သားဖြစ်သူခင်မောင်ချစ်ကကျုံညမပြောက်နေရဲ့ဗျမိတို့အရင်ရှင်ညိုဆွေးရဲ့ကောင်မလေးကိုခေါ်ပေးပါကျုံညမနဲ့အတူတူအဲ့ဒီကောင်မလေးကိုတွေ့နိုင်တယ်လို့ပြောကြတယ်ဟေးဖွားမဲစိန်နဲ့ဒေါ်ဝင်းတို့အန်အောသွားတယ်မိဝင်ညိတူမှသွားခေါ်ကြီးကျုံရောက်ပါပြီဖွားရှင်ညိုအနားကိုရောက်လာတယ်ကောင်မလေးငါညမဗမာလေးပြောကျုံမသိဘူးဘာပြောတယ်မသိဘူးဟုတ်လားမြင်နေတူတူထွက်သွားတာကိုမြင်နေသူတွေကမြင်နေဒါကြောင့်မလိမ်နဲ့ ညညမဘယ်မလဲပြောကျုပ်တကယ်မသိဘူးဟာကွာခင်မောင်ချင်းရှင်ညိုပေါ်ဒေါသကြီးထွက်နေတယ်အရှိမြခင်မောင်ချင်းလက်ကိုဆွဲပြီးအရှိမေးမယ်သမီးအရှိကိုတော့မလိမ္မာနဲ့ဤမိခင်တယောက်ကသားသမီးပေါ်မှာပူပင်ရတဲ့အပူသမီးစာနာပေးပါအရှိသမီးနဲ့အခုဘသူနဲ့ဘယ်မှာရှိနေလဲပြောပါသမီးရဲ့ရှင်ညိုမေးလာတော့ပြောလိုက်ပါသမီးရဲ့ညီပါပဲလုခဲ့လုခဲ့ဘွားကညီဘက်ကနေရက်တီမှာပါမဟုတ်တာမလုထားဘူးဆိုတော့လေဘွားသိပါတယ်အေး ျုပ်ပြောပါမေခွာတကယ်တော့မခင်များချင်းနဲ့ကိုကြီးတို့ကမြစ်တံမျှနေကြတာပါအဲ့ဒါကြောင့်သူတို့မဝေးစေချင်လို့ကျုပ်ကူညီပေးနိုင်မိတယ်ဘာဘာပြောတယ်ဒါဆိုဒီပါမောင်တိုးဆိုရဲကောင်ကငါညီမကိုခိုးသွားတာပေါ့ဟုတ်လားပြောစမ်းအခုသူတို့ပြင်ပါလေဟင်ငါမင်းနေဖြစ်နေခင်မောင်ချစ်ကရှင်ညိုလက်သီးနဲ့ထိုးဖို့ရွှေရင်မေးတယ်အကြီးများသားဖြစ်သူခင်မောင်ချစ်ရဲ့ပါကိုရိုက်ချတယ်ဒီမှာခင်မောင်ချစ်နင်မိကလေးတယောက်ကိုလက်သီးလက်မောင်းတန်းပြီး ယောက်ျားကြီးတံမေရှန်တွေ့ဖို့ငါနေ့ကိုငွေးထားတာမဟုတ်ဘူးခဲ့အမေအမေသမီးပါသွားပြီဗျနင့်ပါစက်ပိတ်လိုက်တော့ဖွားရဲ့သားတပည့်နဲ့ဆိုရင်ငါသမီးကိုစိတ်ချပါတယ်သူတို့ဘယ်သွားလဲဘယ်မှာလဲဆိုတာကငါမသိချင်းချိန်တန်ရွာကိုပြန်လာလိမ့်မယ်လာသွားမယ်ဖွားချစ်တို့ပြန်မအောင်မယ်အကြီးမြခင်မောင်ချစ်ကိုဆွဲခေါ်သွားတော့တယ်ကျန်တဲ့သူတွေနဲ့ပြန်လိုက်သွားကြတယ်ရှင်ညိုတင်းကငုံငွေမတက်ရက်နေခဲ့တယ်ကုပြေပေါ်ဝင်ထိုင်နေတယ် ဘွားမိတ်စိန်ပြောမှရှင်ညူကုပြေခင်မှာဝင်ထိုင်တယ်။ဒုံဝင်းနဲ့နန်းကြိုင်တို့လည်းဘွားမိတ်စိန်နဲ့ရှင်ညူရဲ့အရေးချင်ကိုကြည့်နေတယ်။ညိကူတို့ဘယ်ရောက်သွားလဲ။အရှင်းတော်ခန့်ရရွှားဟုပါ။ဒါဆိုရင်တော့စိတ်ချရပါလေ။ညိအကြီးကကောင်းကောင်းစောက်ရှောက်ပေးမှာပါ။ရှင်ညူခေါင်းညိနေ။ဘွားဘာလို့ဖြစ်ကြလဲ။ခြံဝိုင်းနဲ့ဝင်လာတာတကြီးဦးနောက်ချူနဲ့မောင်အောင်တို့ဖြစ်တယ်။ဘာဖြစ်ရမလဲ။မောင်တို့မိမခိုးပြေးသွားလို့။ဗျာ။ဟုတ်လို့လားဗျာ။ဒီကောက်မှာချစ်သူရှိရလဲ။ ကျုပ်တို့မကြမ်းမိပါဘူးဒီကောင်ဘသူ့ကိုခိုးပြရလဲမအောင်မင်းရောတိထားလားဟာဗျာကျုပ်တော်ခုမှတင်လို့အံ့ဩနေရဒီကောင်ဘသူ့ကိုခိုးပြရလဲရှင်ညိုဘသူကမလဲဇော်တဲ့ကအရင်များရဲ့တမီခင်များချစ်တယ်လေဘဝဟာရီလဲစောမှာလာတောင်းကြမ်းသွားတာဟာဒါတော့ဘယ်ဟုတ်မလဲသူတို့ချင်းချင်းချစ်ကြမ်းလို့ခိုးပြတာဘွားအိမ်ကိုလာတောင်းကြမ်းဖို့လို့လို့လားဒီလူတွေတော်တော်သွေးကောင်းနေရပုံပဲရှမ်းပြီလဲစိတ်မတူနေဦးဟဲ့အဲ့ဒီခင်များချစ်ကိုခိုးပြတာ နေညမရှင်ညိုလေဟိုရွာလူတွေကရှင်ညိုနဲ့ခင်မကြီးကိုမြင်ခဲ့လို့လိုက်လာပြီးတော့တောင်းကြမ်းကြတာဟေးဟုတ်လားရှင်ညိုမောင်အုံးအမေကိုရှင်ညိုကောင်းညိနေတဆုဟိုကောင်ခင်မကြီးကိုဘယ်ကိုခိုးသွားလဲတောင်ကြီးရွာဦးတဲ့တော့တကြီးနဲ့မောင်အုံးအမေကိုဒုံဝင်းရတိုင်းခံဖြည့်ပေးတယ်ရှင်ညိုရငါနောက်နေ့ဆိုမိမယူတော့မှာဟာခုနင်းလုံးလိုက်မှာပဲဟိုကောင်ငါထိုင်ရင်လက်ဦးသွားပြီအဲ့ဒါပြောတာပေါ့မင်းတို့နှစ်မသူ့ကိုယ်ကြီးကြံ့ရစ်ဖြစ်မှစိတ်ပူပြီး ်ဖူးဆိုင်ရင်နဲ့လှုပ်ပလိုက်တယ်လေဖွားတော့ပြင်မပြောရပါဘူးအဆင်ပြေပြေလေးပဲပြီးသွားစေချင်တယ်ပြောပြီးတော့ဖွားမဲ့စိန်ပြောင်းမှုပဲစင်းနေကြီးဖွားရှိုက်နေတယ်စောပိုင်းကစူးစူးညံ့ညံ့အတန်နေပြောက်ပြီးမောင်တို့အတွက်ဝမ်းသာနေတော့တယ်မောင်တို့လည်းခင်မကျင့်လက်ကိုဆွဲပြီးတောင်ကျရွာခင်းကြီးဆက်နေခဲ့ရှာတယ်ခင်မကျင့်ရဲ့မိဘမောင်ပွားတွေနောက်ကလိုက်လာလိမ့်မလားပူပန်နေရှာပြီးသူတို့ကဘယ်သူမှလိုက်မလာဘူးဆိုတာတော့မသိကြရှာဘူးဒီလိုနဲ့မောင်တိုးနဲ့ခင်မချစ်တို့ဖူးစာစုံခဲ့ကြတယ် မောင်တို့မီဒေါ်တာတယောက်တော့တားဖြစ်သူတရင်ကြပြီးဖွားမေစိန်အိမ်ကိုငိုကြီးချမ်းမနေရောက်လာလို့ဒေါ်ဝင်းခမညာနှစ်သိမ့်ပေးနေရတော့တယ်ပြိသက်များရှင်ဒီနေ့ရတင်ဆက်မှုကိုဒလောင်းနဲ့ပဲရန်နာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်